အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့အာနာဆက်ဆိုတဲ့စာအုပ်လေးထဲကတကူတဲနေတာအနေရများတယ်ဆိုတော့နီဥပဒေလေးကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်ကဘာကြီးကအလွန်အနေရများတယ်နေရာတိုင်းမှာ ရန်သူတွေရှိနေတယ်ဒါကြောင့်အဘက်ဘက်မှာကာကွယ်နိုင်ဖို့လိုအပ်တယ်အနေရတိုင်းကို ခံနိုင်ရည်ရှိတဲ့ခံတက်ကြီးရှိနေမယ်ဆိုရင်လုံလောက်တယ်ထင်ရတယ်ဒါပေမဲ့ ခန်းသက်ကြီးတဲ့ရှောင်းပုံးနေပြီးအောင်းနေခရင်ကဘာကြီးနဲ့အဆက်အသွယ်ပြတ်ထွက်သွားတဲ့အတွက်အချက်ချာကြာသမျှအခြေဆက်တွေကိုတမင်ဖြတ်တောက်မိသွားပြီးမဖြစ်မနေလိုအပ်မဲ့အရင်အမြင့်တွေမြန်နိုင်တော့တဲ့အခါမှာရန်သူတွေအတွက်အလွယ်တကူတိမ့်ပိုက်ဖြူခွင်းလို့ရနိုင်တဲ့ပြစ်မှတ်ကောင်းအဖြစ်ပြောင်းလဲသွားနိုင်တယ်။ခန်းသက်ထဲဝင်အောင်နေမဲ့အစားကိုယ်အနာဝင်ခြင်းကို မဟာမိတ်တွေအခြေဆက်အကောင်တွေအရင်အမြင့်ကောင်းတွေနဲ့ကာကွယ်ဝန်းရံထားပါ။ ဒါမှသာရန်သူတို့ရဲ့အန္တရာယ်တွေကနေအကောင်းဆုံးခုခံကာကွယ်နိုင်ပါလိမ့်မယ်။စစ်မှတ်ရေးရာလှုပ်ထုံးနည်းစဉ်နဲ့လက်တွေ့သဘောတရားတွေအရခံတက်တဲ့ခုခံကာကွယ်ခြင်းကလုံးဝအကျိုးမရှိနိုင်ကြောင်းကိုဥရှောင်းလှုပ်ထုံးကျမ်းမှာမာခီယာဗက်ကလီကစောရကအများစွာနဲ့တင်ပြထားခဲ့တယ်။မာခီယာဗက်လီရဲ့အဆိုအရခံတက်ဆိုတာက ဩဇာအာဏာကျင့်သုံးမှုဆိုင်ရာဘေးကွဲမှုဖြစ်ခြင်းအမှတ်တင်ကြတာဖြစ်ပါတယ်။ဆိုလိုတာကအနေရီကြောင့်အရေးကြုံလို့ခံတတ်တဲ့ရှောင်းတခင် ပုံခုပြီးခုခံကာဝယ်ခြင်းဟာရန်သူတွေအတွက်တိုက်ခိုက်ရေးအရာခက်ခဲတယ်လို့ထင်ရပေမဲ့လှုပ်ရှားမှုမရှိတော့တဲ့ပြစ်မှတ်လို့ဖြစ်သွားတဲ့အတွက်ရန်သူကိုတပန်းတအောင်အခွင့်အလမ်းပေးလိုက်တာနဲ့တူပါတယ်။ခံတတ်ဆိုတာကခုခံကာဝယ်ရေးအတွက်တိစောက်ထားကြတယ်ဆိုပေမဲ့ စီရေးအရာတကယ်လက်တွေ့မှာတော့တိုက်ခိုက်မှုစွန့်ရည်လုံပိုင်ခွင့်အာဏာလွှမ်းမိုးမှုအရှိန်အဝါအုပ်ချုပ်မှုစွန့်ရည်တွေကိုဖျက်တောက်လိုက်ပြီးအင်အားချိနဲ့စေနိုင်ပါတယ်။အမြင်အားဖြင့်ထိုးဖောက်ဖြူဖျက်ဖို့မလွယ်ကူလောက်ဘူးလို့ထင်ရပေမဲ့အနေရကြီးကနေရှောင်ခွင်းယုံတာအတုံးကြပြီးအကာအကွယ်ပေးမှုထက် အချုပ်စကန်ထောင်ခန်းလိုဖြစ်သွားနိုင်ပါတယ်။ ခန္ဓာအများစုဟာဘလောက်ပဲကြီးမားအောင်တည်ဆောက်ထားပါစေလွတ်လပ်လဟာဖြစ်မှုမရှိပဲကျင်းမြောင်တေးတွယ်တဲ့လမ်းစနစ် နေရာထိုင်ခင်စီစဉ်ထားမှုတွေကြောင့်စိတ်ကြည်အတွင်းအပြင်လောကနဲ့အဆက်ဖြတ်ထားရတဲ့အတွက်ပလိယောဂစသဖြင့်ကပ်ဘေးယောဂတွေစာနာရိတ်ခါပြတ်တော့မှုကြောင့်အငတ်ဘေးတွေစသဖြင့်မလွဲမသွေကြုံတွေ့ရတတ်ပါလေဒါကြောင့်ခန္ဓာဆိုတာကလက်တွေ့မှာအတုံးချမှုထက် အတုံးမကျမှုများပြီးပြဿနာပရိပခါတွေကို အပြီးတိုင်ဖြေရှင်းနိုင်မှုထက်ခိတ္တတည်ငါးစာကာလကိုအခိုက်အတန့်အတွက်အချိန်ဆွဲလာမျိုးလောက်သာအတုံးဝင်ပါတယ်လူသားတွေဆိုတာကလူမှုဆက်ဆံရေးတသက်ဝါးတွေဖြစ်ပြီးဩဇာအာဏာအရှင်အဝါဆိုတာကထိတွေ့ဆက်ဆံမှုနဲ့ပြန့်နှံ့တက်ရောက်မှုတွေပေါ်မူတည်နေပါတယ်ဩဇာအာဏာအရှင်အဝါကို အခြေကြတည်ဆောက်နိုင်ဖို့နှလုံးသားကိုဗဟိုပြုပြီးအသက်သွေးကြောတွေစီစဉ်သွားသလို ဝန်းကျင်တစ်ခုလုံးအခြေဆက်ကောင်းတွေရှိနေဖို့လိုအပ်ပါတယ်။လမ်းကျိုလမ်းကြားကစလို့ရင်းပြင်ကွင်းပြင်အစုံလူတွေအကြားဖြစ်ပျက်သမျှအကြောင်းအရာတွေအားလုံးကိုတည်နိုင်ဖို့သတင်းချက်လက်ဆိုင်ရာအရင်းမြစ်ကောင်းတွေတည်ဆောက်ထားဖို့လိုအပ်ပြီးအဝေးဆုံးရက်မှာမဖြစ်စလောက်ပြိုင်ဘက်ကကိုယ့်အပေါ်အနေရပြုဖို့ရာစီစဉ်တဲ့အကြောင်းကိုတောင်တည်နိုင်ဖို့လိုအပ်ပါတယ်။အနေရဆိုတာက အနေထားပေါ်ချင်းချောင်းမှုတစုံတရာရှိတယ်လို့ထင်ရတဲ့အခိုက်အတန့်မှာစတင်ပါတယ်။အနေရရှိကြောင်းအရေးလက္ခဏာပေါ်လာတာနဲ့လူတွေကအနေရကိုရင်ဆိုင်ဖို့ထက်နောက်ဆုတ်ပြီးရှောင်ပြေးဖို့လားဦးစားပေးတတ်ကြတယ်။အဲ့ဒါလို့ခြောက်ကွင်းစိတ်ကြောင့်ပဲလုံခြုံမှုအတွက်အရေးကြီးဆုံးအခြေဆက်တွေကိုတမင်တက်တက်ဖြည့်ဆည်းသလိုဖြစ်သွားကြတယ်။အရှိန်အဝါကောင်းတစ်ခုလည်းပဲဖို့လိုအပ်တဲ့ဆက်သွယ်ရေးဝန်းကျင်တွေတစ်ခုပြီးတစ်ခုကျင်းမြောင်းသွားပြီး ဘေးဘဝင်ချင်းမှာဖြစ်ပျက်သမျှအရေးကိစ္စတွေကိုမြင်နိုင်စွမ်းသိနိုင်စွမ်းမရှိတဲ့အစုံအခြေအနေပေါ်ချက်ချင်းလန့်ကင်းတုံ့ပြန်နိုင်စွမ်းနဲ့ဤပရိယေတုံးပြီးစနစ်တကျဖြည့်ရှင်းနိုင်စွမ်းတွေပါပျောက်ဆုံးသွားတယ်။အဲ့ဒါနဲ့ပဲကိုယ့်ရဲ့အနေထားကပြင်းမဲ့ကောင်းတစ်ခုထက်မပိုတော့ပဲရန်သူလက်ခုပ်ထဲကရေလိုဖြစ်သွားတယ်။ဒါကြောင့်တကိုယ်တဲ့အထီးတဲ့ရည်တည်ခြင်းဟာလုံခြုံမှုလုံးဝမရှိပဲအနေရကိုလက်ရက်ခေါ်သလိုသာဖြစ်စေပါဗျ။ စစ်မဲ့ရေရအရာအတုံးကြတဲ့နေမျိုးဟာလည်းမဟုတ်တလို့ပေါင်းတင်ဆက်ဆံရေးအရာအတုံးကြတဲ့နေထိုင်မှုမျိုးလည်းလုံးဝမဟုတ်ပါဘူးအထီးတဲ့ရည်တည်ခြင်းကနေရနိုင်တဲ့အကျိုးရလဲဆိုလို့ကြာရှုံးမှုနဲ့တည်ဆုံးပျက်စီးမှုပဲရှိပါတယ်မတေရှားမြေယာမှုတွေကြောင့်အန္တရာယ်ကို ထိတ်တန့်ရင်ဆိုင်နေရတဲ့အခါမှာရှောင်ပြေးလိုစိတ်လူတိုင်းဖြစ်တတ်ပါတယ်ဒါပေမဲ့ပြဿနာပရိပခါတွေကို ထိတ်တန့်ရင်မဆိုင်မခြင်း နောက်ဆက်သွယ်အကျိုးဆက်လောင်ရိပ်တွေကလည်းလွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။ရှောင်ပြေးစိတ်ကိုပြုပြင်ပါ။တကိုယ်ရဲ့ရက်တည်ရဲတာကတတိကြီးတာလုံးဝမဟုတ်ပါဘူး။အကြောက်လိုမီယွန့်စိတ်နဲ့ယူမိုက်ပြတာပါ။ဘယ်တော့မှတကိုယ်ရဲ့ရက်တည်ဖို့မကြိုးစားပါနဲ့။တိုင်တခုရဲနဲ့အိမ်မဖြစ်နိုင်ပါဘူး။ဒါကြောင့်အတွင်းတို့စိတ်ထက်အပြင်ကိုဖြန့်ကျက်လိုစိတ်ပြောင်းလဲဝင်ယူပါ။လူတွေနဲ့ပြန်လည်ချိတ်ဆက်ပါ။ နဂိုထက်ပို့ပြီးလူမှုဆက်ဆံရေးစက်ဝန်းကိုချဲ့ထွင်ပါမိတ်ဆွေကောင်အပေါင်းအသင်းဟောင်းတွေနဲ့လည်းပြန်လည်ဆက်သွယ်ပါမဟာမိတ်ဟောင်းတွေနဲ့ပြန်ချိတ်ဆက်ပြီးရင်းနှီးမှုကို ပြန်လည်ရယူပါမတူညီတဲ့လူမှုရေးစက်ဝန်းတစ်တွေတစ်ခုပြီးတစ်ခုဖန်တီးတည်ဆောက်ပါဒီနည်းတွေကိုလက်တွေ့အသုံးချခဲ့လို့သာခေတ်ဆက်ဆက်ကအချိန်ဝါကြီးသူတွေအလုံးတမိုင်းမှတ်တမ်းတင်ခဲ့ရတာပါယောမခေတ်ကသူမတူလူထုနိုင်ငံရေးတမားတယောက်ရှိခဲ့တယ် အတေဆိုးနဲ့ကြဆုံသွားခဲ့ရပြီမယ်အနေကောင်းလို့သူကောင်းမျိုးတွေချမ်းမှာဂုံထူးများစွာနဲ့ရှင်သင်နိုင်ခဲ့ပါလေသူကတော့အစင်းသိမ့်တဲ့အိမ်တော်တစ်ခုကပောက်ဖွားကြီးပြင်းလာခဲ့ရပြီယောမခေအဆက်ဆက်မှာလည်းအထူးရှင်ဆုံးသောနိုင်ငံရေးသမားအဖြစ်တမိုင်းမှတ်တမ်းတင်ခံရတဲ့စီစီရိုဖြစ်ပါတယ်မျိုးနေယူနေမှာမွေးဖွားခဲ့ရပြီမယ်သူကောင်းမျိုးတွေနဲ့ဒန်းသူမော်ကြွားနိုင်လောက်အောင်စီစီရိုဘာတွေလုပ်ခဲ့လို့လဲ အမျော်မြင်ကြီးပြီးအမြင်ကျယ်ခဲလိုပါကျုံတွေးခဲ့ရသည်များပြဿနာပရိပခါတွေကိုရှောင်ပြေးမဲ့စာထိတ်တန့်ရင်ဆိုင်ပြီးလိုအပ်တဲ့အရင်းမြစ်အားလုံးကို အချိန်ဆက်မပြတ်ထိမ့်သိမ်းစောင့်ကြံ့နိုင်ခဲ့လို့ဖြစ်ပါတယ်စီစီရိုဟာမျိုးရိုးနှိမ့်ကမွေးဖွားလာခဲ့ရသူဖြစ်တဲ့အတွက်အပေါင်းတင်းကောင်းလုံးဝမရှိပါဘူးဒါပေမဲ့အစင်းမြင့်တဲ့ဘဝကိုရရှိရင်အစင်းရှိတဲ့အချိန်ဆက်ကောင်းအပေါင်းတင်းကောင်းမဟာမိတ်ကောင်းတွေလိုအပ်မှန်တူတည်ခဲ့တဲ့အတွက် ဘဝအဆင့်တန်းတိုးတက်သွားတဲ့လူမှုစံဝန်အလိုက်လူတွေနဲ့အချိန်ဆက်မပြတ်ခဲ့ပါဘူး။နေရာတိုင်းနယ်ပယ်တိုင်းလူမှုအဆင့်တန်းတိုင်းနဲ့အချိန်ဆက်ထားပြီးသူနဲ့မတိတဲ့သူမရှိအောင်သူနဲ့မကင်းတဲ့သူမရှိအောင်ပေါင်းတင်ထားခဲ့လို့ပါ။မတူညီတဲ့နယ်ပယ်အတိုက်အဝန်အတိုက်အမြုံတွေတစ်ခုပြီးတစ်ခုဆက်ဝန်းတွေဆက်ဆက်ဖန်တီးထားခဲ့ပြီးနေရာတိုင်းမှာမဟာမိတ်တွေရှိခဲ့လို့လားအောက်ခြေတန်းအဆင့်တန်းဘဝကလည်းသူကောင်းမျိုးတွေနဲ့ တန်းတူနေနိုင်တဲ့အထိဘဝတိုးတက်နိုင်ခဲ့တာဖြစ်ပါတယ်။လူသားတွေကပေါင်းရင်းဆက်ဆံရေးတသက်ဝါးတွေဖြစ်တဲ့အတွက် ပေါင်းရင်းဆက်ဆံတက်တဲ့လူမှုစွမ်းရည်အလိုက်လူမှုအတိုင်းဝန်လူမှုဆက်ဝန်ကြီးတဲ့ကြီးအောင်အချိန်ဆက်ကောင်းတဲ့ထက်ကောင်းဆွမ်းဆောင်နိုင်ပါတယ်။အပေါင်းတင်အချိန်ဆက်မကောင်းရင်တော့ကိုယ့်ဘက်ကဘလောက်ပဲချော့ပေါင်းပါစေဘသူမှအဖက်မလုပ်ချင်ပါဘူး။ဒါကြောင့်ဘလို့လူမှုအဆင့်အတန်းကိုပဲ ရောက်နေပါစေ။အပြောတတ်အောင်ကြိုးစားပါ။ နားထောင်ကောင်းပါစေပေါင်းတင်တက်ပါစေအပေါင်းတင်ကောင်းတဲ့အချိတ်ဆက်ကောင်းရအောင်ဖန်တီးပါလူမုံမခံပါနဲ့ညဉ့်ရင်ခရရသူဖြစ်အောင်မနေမိပါစေနဲ့လူအကြိုက်ကိုလိုက်ပါတို့တော့လူအကြိုက်လိုက်မဖားမိပါစေနဲ့မှန်ရာကိုလုပ်ပါမှန်တိုင်းတော့မပြောမိပါစေနဲ့အကျဉ်ခံရသူလုံးဝမဖြစ်ပါစေနဲ့အပေခံဘဝထက်ဆိုးရတဲ့လူဘဝမျိုးမရှိပါဘူးလူတွေနဲ့လုံးဝအဆက်မပြတ်ပါနဲ့ အခြားလူတွေကိုကိုယ့်ဘဝတွေကနေပတ်ထုတ်လိုက်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာထိခါခံစားရတဲ့။ကောင်းနေဖြစ်စေမကောင်းနေဖြစ်စေအားလုံးနဲ့အဆက်မပြတ်ပေါင်းတင်ဆက်ဆံပါ။တကောင်ကျွဲ့အနေနဲ့ဘလောက်ပဲလွတ်လွတ်လပ်နေခွင့်ရပါစေ။အခက်အခဲကြုံတွေ့ရတိုင်းကုမဲ့ကဲမဲ့သူမရှိလို့အနေခက်ပြီးတည်ရေးတည်ကြောင်းတွေးမိကြရတယ်။ဒါကြောင့်ခံတက်လိုမျိုးတွေကိုရှောင်ထွက်ပုန်းကုန်လိုက်မယ့်အစား လောကကြီးကိုအေယာမနန်းတော်ကြီးအဖြစ်မှတ်လိုက်ပါ မတူညီတဲ့လူမှုအဆင့်တန်းလိုက်တွေးကြုံရမယ့်လူတိုင်းနဲ့ပေါင်းရင်းဆက်ဆက်ပါအချိန်ဆက်အရာယူပါ လူတိုင်းနဲ့အဆင်ပြေတဲ့လူမျိုးဖြစ်ပါစေလိုအပ်ရင် လေယူရရိမ့်နေတယ်လို့မဖြစ်ရင်အလံအတိုင်းလို လွှင့်နိုင်လူမျိုးအဖြစ် လူအလိုက်ပေါင်းတင်ပါမတူညီတဲ့လူမှုဆက်ဝန်းအလိုက်နေပယ်လိုက်မှာအချိန်ဆက်ရှိနေပါစေလူတွေကိုပေးကမ်းမြောက်စားနိုင်မှာငွေကြေးချမ်းသာသူတွေက လူထက်လူဖြစ်ခွင့်ရကြပါတယ်။ဒါပေမဲ့အပေါင်းအသင်းများပြီးအချိန်ဆက်ကောင်းနေခဲ့ရင်လူထက်လူအဆင့်မဟုတ်တော့ပဲလူပေါ်ကလူဖြစ်အောင်အဆင့်ကျော်တက်နိုင်ပါတယ်။ဒါကြောင့်အန္တရာယ်တွေကိုကျော်လွှားဖို့တနေရာထဲမှာမနေပါနဲ့။နန်းတော်တွေကအခန်းစုံလှည့်ပဲ့လျှောက်သွားပါ။လူမျိုးစုံနဲ့ပေါင်းအသင်းဆက်ဆံပြီးမဟာမိတ်ဖွဲ့တာပါ။အပေါင်းအသင်းအချိန်ဆက်ကောင်းနေဆိုတာကကိုယ့်အတွက်အကာအကွယ်တွေပဲဖြစ်ပါတယ်။ လူစင်းရဲဖြစ်နေပါစေအပေါင်းအသင်းကောင်းအချိတ်ဆက်ကောင်းရှိနေခရင်ဘလို့အနေရမျိုးကိုမဆိုမမှုပါဘူးနေတတ်ရင်လောကနန်းတော်ကြီးကကျင့်တဲ့ဆရာတွေနဲ့ပါအမျော်အမြင်ကြီးပြီးဉာဏ်ပညာထက်မြက်တဲ့ဥရှောင်းအနေနဲ့သူ့ဂုံထူးအရှင်ဝါကိုထိမ့်သိမ်းဆောက်ရှောက်လိုတဲ့အခါမှာပဲဖြစ်စေလွန်သွားတဲ့အခါအယိုက်အယာဆက်ခံတဲ့တားဆင်မြေဆက်ကိုအာနာရင့်မှုမောက်မှားတဲ့ဥရှောင်းတွေမဖြစ်စေလိုတဲ့အခါမှာဖြစ်စေ ဘယ်တော့ခါမှအုတ်ချုပ်ခံတွေနဲ့အခြေဆက်မရှိတဲ့ခံတက်လိုမျိုးနေရန်တိုင်းအထက်ထက်နဲ့စီးကြက်မှမဟုတ်ပါဘူးအဲဒီအစားအများအတွက်အခြေဆက်ရှိပြီးအကျိုးစီးပွားကိုလိုလားစွာပေါ်ဆောင်ပေးနိုင်တဲ့ဖျားဝတ်ကြောင်းလိုမျိုး ပွင့်လင်းမြင်သာမှုအဆက်အသွယ်ရှိမှုမျိုးကိုပေါ်ဆောင်တတ်တဲ့ဥရှောင်းလုံထုံချံမာခရီယာဗယ်လီ